ကျွန်တော်ကတော့ WWDI ဖြစ်ပြီးတော့ဒီနေ့ပြောပြပေးမှာတော့ဖူးမော်လာပြီ1963ခုနှစ်ဇန်နဝါရီလလလိုက်ခင်မှာဂျာမင်းတို့ပဲရေးသားခဲ့တဲ့ကဗျာလေးအကြောင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ဆုံးခဏလေးဖြစ်တဲ့လူချင်းမင်းတို့အတွက်အမေးဖြစ်ခဏလေးပဲဖြစ်ပါတယ်မိဘနံပါတ်1ဖူးမော်လာပြီကဗျာကိုရေးသားခဲ့သူမှာကွက်လိုက်ဖြစ်ပြီး A ဆရာစောကြီး B တက္ကသိုလ်မှမှစမင်းတို့ဝဒီမောင်ခင်မီတလူပြုအဖြေမှန်ကတော့မေဂိုနံပါတ်1ဖိုးမောင်လာပြီကြပါသည်ကွက်လက်ကြပါအမျိုးအစားဖြစ်သည်အေဒင်ကဖေလီချိုစီ သေးထက်ဒီလွိုင်းချင်းအချိန်မှန်ကတော့မေခုနံပါတ်3ဆရာမင်းတို့ဟောဒီကွက်လက်စာပေလှူရှားမှုတွင်ဦးဆောင်ခဲ့ပြီး A ရတာ B ခေဆာ C တပြား D တမိုင်း

်ခမရအများဤရွှေဆန်းတက်ပြီးဒီထိုးအချင်းကခေချင်းနေအချိန်မှန်ကတော့မေခွန်နမန်ကဖုံးမောင်လာပြီကြပါသည်မြည်သည့်မြည်ဖြည့်ရေးဖွဲ့ထားသည်အေးလေးလုံးတစု B ၃လုံးတစု စီငါလုံးတစုဒီနှလုံးတစုအဖြေမှန်ကတော့မေဂုံနံပါတ်6ဆီအောင်မင်းသူဝဒီကလောင်အမီခွဲကလတ်ခံဖြင့်စပီရူတာခဲ့သည်အေး30 B 30 C 50အထင်မှန်ကတော့မိဘနံပါတ်9ဖုံးမလာပြီးကြတာကိုဖတ်ရှုအခြင်းဖြင့်ဤတိကြတာရတည်းဤခယူနာတင်္ကာရဤဟတ္တရုဒ္ဒစီ ဝီရာသန္တရာဒီခယူနာဝီရာအခြေခံကတော့မေဂွန်နမရှိခိုးမလာပြီကြပြကိုကွက်လက်မှ ထုတ်ဝေခဲ့သည်အေးဆောင်းပါးစကားပြီးဒီညဝရီမကစီစီ ဘာသာစာပေတုတေသနာစာနဲ့ဒီရှန်ကုန်မဂ္ဂဇင်းအဖြစ်မှန်ကတော့မေဂိုနံပါတ်5ကိုပေါင်းလာပြီးကြည်ရရမှာမိုင်းနံပါတ်5ဝန်တဲ့အနေနဲ့ရောက်ပြီးဒီစူပါကား

ဟုတ်ကဲ့ပါဒါတွေကတော့ကျွန်တော်တို့ထုတ်ပေးထားတဲ့မီးခုဆယ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုပြီးတော့လူချင်းမင်းတို့အတွက်အတီးပညာဘခုတူတာတင်ကန်းစာအတွက်အထောက်အကူတစ်ခုခုရလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်